हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे 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 कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे 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 कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे 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 राम So, Hare Krishna. Namo Vishnu Padaya Krishna Prasthaya Bhutte Srimati Bhakti Vedanta Swami Dinamine Namaste Saraswati Deve Gauravani Pracharine Nirvishesha Shunyavadi Vasachadi Shadar Jai Shri Krishna Jaitanya Prabhu Nityananda Shri Advaita Gadadala Shivasadi Gaura Bhakta Hare Krishna Hare Krishna 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 Hare 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 Ram Hare Ram 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 Hare Krishna So, Jano Chaitanya Mahaprabhu Yepu Namudoni Lame Lame မတ်လ25ရက်နေ့ကိုရည်စူးပြီးတော့48ရက်တိုင်းတိုင်းကျွန်တော်တို့ပြောနေခဲ့တာဒီဒီနေ့ဆိုရင်တော့စူစူပေါင်း23ရက်ရှိပါပြီနောက်တဲ့28ရက်ဆိုရင်ဘုရားရှင်မဟာပရဟိတ်ရဲ့ခြေတနမဟာပရဟိတ်ရဲ့ပွင့်တော်မှုတော်နေ့ရောက်ပါဆိုခြေတနမဟာပရဟိတ်ဆိုတာဘယ်လိုလဲပေါ့ခြေတနမဟာပရဟိတ်ဆိုတာဒီဘုရားရှင်ခရစ္စနာကိုတော်တိုင်းကနေပြီးတော့လုံးဝနေပေါင်း900ကျော်ကပြန်လာပြီးတော့ဒီမှာလူတွေကနေပြီးတော့အမတန်မှ ဆိုးွားတဲ့အခြေအနေကိုရောက်နေတယ်ဆိုတဲ့အနေအထားကြောင့်ပြန်ပြီးတော့ကယ်ဖို့တော့ကိုဘုရားရှင်ကိုတော်တိုင်ကပြန်ပြီးတော့လာပြီးတော့ပို့တော်မူခဲ့တယ်ဘုရားရှင်ဖြစ်ပါတယ်ဆိုတော့ဘုရားရှင်ကရစ္စနာထက်စာရင်ပို့ပြီးတော့ဘုရားရှင်ကျေတနာမှာပြုဖို့ကိုပို့ပြီးတော့မေတ္တာကြီးတယ်လို့ပြောရတဲ့အကြောင်းအရာတော့ဗာလဲဆိုရင်ဘုရားရှင်ကရစ္စနာကဘဂဝတိတာမှာဗာပြောထားလဲဆိုရင်သူ့ကိုခိုးလို့မှာသူကယ်ပင်နော်ဒီလိုမျိုးပြောထားတယ်ကျေတနာမှာပြုဖို့ကကြတော့ဗာပြောလဲဆိုရင်နော်ငါ့ကိုခိုးလို့ကြတော့မလို့ပါဘူး ငါရဲ့နာမတော်ကိုခေါ်လို့ပါဟရေကရစ္စနဟရေကရစ္စနကရစ္စနကရစ္စနဟရေရီအရေရမ်ဟရေရမ်ရမ်ရမ်ဟရေရီဘုရားရှင်နာမတော်ရှိတယ်အဲဒီနာမတော်ကိုခေါ်လို့ပါတဲ့အဲဒီနာမတော်ကိုခေါ်လို့တဲ့အခါကျရင်အဲဒီနာမတော်ကိုခေါ်လို့တာတခုတည်းနဲ့ငါဒီမင်းကိုကယ်ပါမယ်ဆိုပြီးတော့မင်းတို့ဘုရားဆိုအဲ့ဒီဘုရားရှင်ကျေတနာမာပရုရဲ့အကြောင်းကိုနော်ကရှင်ဒါစကဗီရာဂျ်ဘုရားမြတ်ကရေးသားခဲ့တဲ့ကျမ်းစာဆောင်ရှိပါတယ် ီကျမ်းစာဟာဂௌရီယဝိရှင်းဘုရားပရမအင်မတားမှကြီးမားတဲ့ impact ကိုဖြစ်စေပါတယ်။ဒါတော့ဒီကျမ်းစာထဲမှာဘုရားရှင်ကျေတနာမှာဘူးအကြောင်းနေပါတယ်။အဲ့ဒါကိုကျွန်တော်တရက်တရက်စီလေ့လာတာဒီနေ့ဆိုရင်ရပ်ပေါင်း20နဲ့တရက်ရှိပါပြီ။အာကျွန်တော်ဘုရားရှင်စေတနာမှာဘုရားပွင့်ပေါ်တော့28ရက်ပဲလို့ပါတော့တယ်နော်ဆက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးအားထုတ်ကြည့်အောင် အာကျွန်တော်မရေရတော့ရာမန္တသံဝါဒဆိုတဲ့ကိစ္စလေးပြောခဲ့တယ်နော်အမှန်တမ်းမှထူးခြားတဲ့ကိစ္စလေးပေါ့အခုဆက်ပြီးတော့နော်ဗျာဂျေတနာမှာပြုရဲ့ဇက်တော်လေးကိုဆက်သွားရအောင်ပါအခန်းမတ်ရက်လီလာရဲ့အခန်း9ပေါ့အခန်း9ရဲ့မှာအခန်း9ရဲ့အစပိုင်းနဲ့အခန်း9ရဲ့အဆုံးပိုင်းမှာသူကဘာတွေအကြောင်းရေးထားလဲဆိုတော့ဗျာဂျေဂျေတနာမှာပြုတောင်ပိုင်းပေါ့အိန္ဒိယတောင်ပိုင်းနော်အဲ့ဒီဘက်မှာသွားပြီးတော့လေးလာသွားပြီးတော့ဒီခရီးသွားခဲ့တဲ့အကြောင်းအရာလေးပေါ့နော်ကြွားချီခဲ့တဲ့အကြောင်းအရာလေးတွေကိုရေးထားတယ် ဒီအိန္ဒိယတောင်ပိုင်းကတကယ်တမ်းပြောရင်အဲ့ဒီမှာအင်မတန်မှဘယ်လိုပြောမလဲနာမည်ကြီးကြော်ကြားပါတယ်ဆိုတော့ impersonalist impersonalist ဆိုတော့ပုဂ္ဂိုလ်မဲ့ဝါဒီတွေပေါ့ပုဂ္ဂိုလ်မဲ့ဝါဒီဆိုတာဘာလဲဆိုတော့ဘုရားရှင်ဒီရုပ်ဆင်းတဲ့ရမရှိဘူးဘုရားရှင်ဒီတော့ဟိုဘောပုဂ္ဂိုလ်သဘောမဆောင်ဘူးပေါ့နော်အဲ့လိုမျိုးပြောခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့လိုမျိုးနာမည်ကြီးတွေရှိတယ်ပြီးရင် ritualistic brahmanas တွေတောင်ပိုင်းကလူတွေကတော်တော်များများဒီ ritualistic brahmana ritualistic brahmana ဆိုတာဘာလဲဆိုတော့ ဗြာမဏတော့ဗြာမဏပဲဒါပေမဲ့သူက ritual ritual ဆိုတာဘာလဲဆိုတော့သူတုံးတန်းဆင်လာကိုပဲလိုက်ပြီးတော့စိတ်ဝင်စားတယ်ဘလို့ကျွန်တော်ကဒါလုပ်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 ဒီလိုမျိုးပေါ့ဘုရားရှင်ကိုချစ်တယ်ဆိုတဲ့ဒီ bhakti ဆိုတဲ့ကိစ္စတိတ်မပါဘူးပေါ့နောက်တစ်ခုကတော့ mundane scholars mundane scholars ဆိုတာကဘုရားနဲ့ပတ်သက်ပြီးတော့ဘာမှတော့မလုပ်ဘူးဒါပေမဲ့ဘာလဲသူကနော်ဒီသူစာဖတ်တတ်တယ်သူကျွမ်းကျင်တယ်ဆိုတဲ့ကကျတော့အဲ့ဒီကနေပတ်သက်ပြီးတော့ scholar ပေါ့ scholar ဆိုတာသူကပညာရှင်တွေပေါ့ပညာရှင်တွေရှိတယ်ဆိုတော့သူတို့တွေအားလုံးကတကယ်တမ်းပြောရင် ဒီအခုကျေတနာမလို့မိတ်ဆက်ပေးနေပါတယ်ဆိုတော့ဘက်တီလို့ခေါ်တယ်ဘုရားရှင်ကိုကျင့်ပြတယ်ဆိုတာလုံးချင်းပြူချင်းဆိုတဲ့ကိစ္စနဲ့လောကဟိုပါပေါ့စိတ်မဝင်စားတဲ့လူတွေတို့ဒါပေမဲ့လည်းကျေတနာမဘုရားကသူတို့တွေအားလုံးကိုတွေ့တဲ့အခါမှာသူတို့ကိုတွေ့တဲ့လူတိုင်းတွေ့တဲ့လူတိုင်းတွေ့တဲ့လူတိုင်းကိုသူတို့ရဲ့အတွေ့အခေါ်တွေအားလုံးကိုလွှတ်ချလိုက်ပြီးတော့မဟုတ်ဘူးဒါဆိုရင်တော့နော်ကျေတနာမဘုရားကဘုရားရှင်ကိုတော်တိုင်ဖြစ်တာဟုတ်လာပြီးတော့ပြောနေတဲ့ပုဂ္ဂိုလ်ကဘုရားရှင်ကိုတော်တိုင်ဖြစ်တဲ့အခါကျတော့ဘုရားရှင်ကိုတော်တိုင်ဖြစ်တော့ ဖျားရှင်ကပြောထားတဲ့အကြောင်းအရာကိုကိုယ်တိုင်ကြားခွင့်ရတဲ့အခါကျတော့တို့ရဲ့နှလုံးသားတွေကပြောင်းလဲလာပြီးတို့တွေအားလုံးကဖျားရှင်ကရစ္စနာရဲ့ devotee တွေဖြစ်တဲ့ Vaishnava တွေဖြစ်လာကြတယ်။ဆိုတော့ရှိကျေတနာမှာပြဘူးဟာတော့ဒီအများကြီးကိုတွေးခဲ့တော့ဒီ disciple succession အမျိုးမျိုးဝလူတွေကိုတွေးခဲ့တယ်ပြီးတော့တို့တွေအားလုံးကိုဘုရားနဲ့နီးစပ်အောင်ဆိုပြီးတော့တို့စူးစမ်းပေးခဲ့တယ်အဲဒီ Buddhist တွေနဲ့လည်းစကားပြောတယ်၊ Jain တွေနဲ့လည်းစကားပြောတယ်၊ Tattvavadi တွေနဲ့စကားပြောတယ် နော်ပြောပြီးတော့တို့ဟို rational တွေရဲ့ perspective ပေါ့နော် logic နဲ့ argument နဲ့တေချာတို့ဥဒါတွေကိုတေချာချပြတယ်ဆိုတော့ Dawshaw ကြီးသွားတဲ့ကြာမှာ Dawshaw မှာ Shiva Temple Shiva ji ရဲ့ဘုရားကျောင်းတွေတွေ့တဲ့ခါမှာလဲနော် rational တွေရဲ့နော်အထုမြတ်ဖြစ်ပါတယ်ဆိုတော့ Shiva ji ကိုလည်းနော် respect ပေးတဲ့အနေနဲ့ culture respect ပေးတဲ့အနေနဲ့သွားပြီးတော့ကတော့တယ်နော်ရှိဝကြီးကိုကျွန်တော်တို့ရဲ့ Vaishnava တွေထဲမှာသူကအစအမြင့်ဆုံး Vaishnava လို့ယူဆတာဖြစ်တဲ့အတွက် ။ဘုရားရှင်ရဲ့အဆင့်အမြင့်ဆုံးတာဝကတစ်ပါးအနေနဲ့ကျွန်တော်တို့ကရှ िख ိုးဦးချကြတာဖြစ်တယ်နော်။နောက်ပိုင်းမှာတော့ရှိခြေတဏ္ဍမပရဘုဟာသူကတော့တွိုင်းတွိုင်းတွိုင်းနဲ့ဗမာပြပါသူဘာလို့ထူးထူးခြားခြားအဲ့ဒီတောင်ပိုင်းမှာတွားတဲ့ချိန်မှာလုတ်ခဲလဲဆိုရင် Vaishnav တွေရဲ့ဒီတုံတန်းစင်လာပေါ့နော် Vaishnav တွေရဲ့ tradition မှာကြည့်မယ်ဆိုရင်အရန်နာမည်အကြီးဆုံးပေါ့ဇောင်းနှုတ်ရှိတယ်ပေါ့တကူကဗြဟ္မစမိတာလို့ခေါ်တဲ့ဇောင်းနောက်တကူကကျတော့ Krishna Karna Mitra ဆိုတဲ့ဇောင်း ဗြဟ္မစမိတာကောကရစ္စနကနာမတာကောတကယ်တမ်းပြောရင်ဟိုပျောက်ပျောက်လူဆဲဆဲဖြစ်ခဲ့တဲ့ကျမ်းစာတွေပေါ့เนาะတော်တော်လေးเนาะဟိုကเนาะဘယ်ဘယ်ရောက်လို့ရောက်နေမှမသိပဲနဲ့ဖြစ်ခဲ့တဲ့ကျမ်းစာဒါပေမဲ့အဲ့ဒီကျမ်းစာတွေဟာတကယ်အဲ့ဒီကျမ်းစာတွေမှာဘာတွေပါလဲပေါ့အဲ့ဒီကျမ်းစာတွေမှာဘာပါလဲဆိုရင်ဘုရားရှင်ကရစ္စနဟာအန်တီမဘုရားရှင်ဖြစ်တယ်ဆိုတဲ့ကိစ္စပါတယ်ပေါ့အိရှဝရပရမကရစ္စနာစัจ ಚಿ ဒ ानंद ဝိကရဟအနာဒီရာဒီကိုဝိဒာစရဝကာရဏကာရဏအကြောင်းတရားတွေအားလုံးရဲ့အကြောင်းရင်းဒီဘုရားရှင်ကရစ္စနာဒီဒါလေးဖြစ်တယ်ဆိုပြီးတော့ ဝိရကျမ်းစာတွေအနှစ်ချုပ်ဗြဟ္မကြီးကိုယ်တိုင်ကိုကဟောဒီစัจ java ရဲ့အစမှာဗြဟ္မကြီးကိုယ်တိုင်ကိုကဘာလို့ရမလဲမသိဘူးဆိုပြီးတော့ဖြစ်နေတဲ့အချိန်မှာသူကဘုရားရှင်ကိုတန်းတာပြီးတော့ရွတ်ဆိုခဲ့တဲ့ဗြဟ္မစမိတာဆိုတဲ့ကျမ်းစာရှိတယ်။အဲ့ဒီကျမ်းစာကိုဘာမှတော့တွေ့တာလဲဆိုတော့အဲ့တောင်ပိုင်းမှာတော့တွေ့တာသူတကယ်တမ်းသူတို့ကအဲ့ဒါတွေကိုဖွတ်တာ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 ရင်းနေနောက်ပိုင်းကျတော့သူတို့ tradition အချင်းချင်းပဲထိမ့်သိမ်းတာဆိုတော့သူတို့အပြင်ကိုမထုတ်တော့ဘူးအဲ့ဒါတွေကိုကျန်တဲ့ကမှာဘုရားကရအောင်ရှာပြီးတော့အဲ့ဒါတွေကိုအလုံးပြန်ကူးယူပြီးတော့ပြန်ပြီးတော့ဒီတစ်ခုလုံးကို သာသနာပြုဖို့တော့ကိုပြန်ပွားအောင်လုပ်ခဲ့တယ်ဆိုတော့ဒီဗြဟ္မစမိတာနဲ့ကရစ္ဏကန္နာမိတာဆိုတဲ့စာအုပ်ဒီတကယ်တမ်းပြောရင်ဒီကျမ်းစာနှုတ်ကတကယ့်ကိုဘယ်လိုကောင်းမလဲဝိရှနာစစ်တန်တရီတို့အရေးကြီးဆုံးသောစာအုပ်တွေလို့ပြောလို့ရတယ်ဒီစာအုပ်တွေကတကယ်တမ်းပြောရင်ဇေတနာမဟာပရဟုသာပြန်လဲမဖော်ထုတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့သိကိုရမှာမဟုတ်ဘူးဒါကြောင့်ဘုရားရှင်ကရစ္ဏဒီတာအန်တီမဘုရားရှင်ဆိုတဲ့ကိစ္စကိုတည်တည်ချာချာ establish ပြန်ပြီးတော့လာပြီးတော့လုပ်တာဒီဘသူကလုပ်တာဆိုဇေတနာမဟာပရဟုတော့တပါးလို့သူကိုယ်တိုင်ကရစ္ဏဖြစ်နေတယ် ဆိုအဲ့လိုအလောက်အများကြီးအားတက်စရာကိစ္စတွေအလုံးဖြစ်ပေမဲ့လေရှိချေတနာမှာပြဘူးရဲ့ရောက်လျှောက်ခီးပေါ့သူနဲ့တူပါတယ်ကာလကရှင်သားဆိုတာရှိတယ်ဒီကာလကရှင်သားကရောက်လျှောက်လိုက်လာရင်လိုက်လာရင်ねသူတို့အဲ့ဒီမှာသွားရင်းနေပေါ့နော် tribal woman ပေါ့ tribal woman ဆိုတာဒီဒေသခံအမျိုးသမီးတွေတချို့ရှိတယ်ဟိုတဘွားရွာသူတွေပေါ့တချို့တောထဲမှာနေတဲ့ရွာသူရွာသားတွေပေါ့အဲ့လိုမျိုးအမျိုးသမီးရှိတယ်သူတို့လူမျိုးစုရှိတယ်အဲ့အမျိုးသူတို့တွေရဲ့ဆွဲဆောင်မှုပေါ့ ော်သူကဘရမဂျာရီဘရမဂျာရီကသူ့ကိုဆွဲဆောင်လိုက်တဲ့အခါကျတော့နော်ပါသွားတာသူကနော်ပါသွားတာသူကနော်ပါသွားတာဘရမဂျာရီပြစ်တဲ့အခါကျတော့သူကဒီအမျိုးသမီးတွေရဲ့ဆွဲဆောင်မှုအားနောက်ကိုပါသွားတာသူအဲ့ဒီပါသွားတဲ့ဟာကိုဂျေတနာမဟာပရဘုကသူကိုယ်တိုင်တွားပြီးတော့ဒါမဟုတ်ပါဘူးမလုပ်ရဘူးဆိုပြီးတော့သူကိုယ်တိုင်ပြန်ပြီးကယ်ရတယ်ညလူတယောက်ကနော်ဒီဘရမဂျာရီကကျင့်စဉ်ကိုကျင့်ကြံတဲ့အခါမှာသူ့အတွက်ကအန်ဒီရဲ့နှစ်ခုရှိတယ်တစ်ခုကငွေနောက်တစ်ခုကစံကျင်မဲ့လိန်ပေါ့ ။ဒီစံကျင်ပန်းလင်ရဲ့ stress hormone အားကို तू ကမခံနိုင်ဘူးဆိုရင် तू ကဘာလို့ဆိုပါသွားတယ်တဲ့ကော။ဒါကြောင့်စံကျင်ပန်းလင်နေနဲ့အထီးတွေ့တောင်းတောင်းရှောင်ရတာပေါ့။နော်။ကိုယ်ရောစိတ်ရောစကားရောအသုံးမလုံးနဲ့ရှောင်ရတယ်။ပြီးတော့နောက်တစ်ခုကတော့ငွေပေါ့။နော်ငွေကလည်းဗြဟ္မချာရီကကျင့်စဉ်ကျင့်နေတဲ့လူတယောက်ကို तू ပျက်စီးစေတယ်ကော။သူ့ဘဝကို तू တခါတည်းနော်မေ့သွားပြီးတော့ဘဝင်လေခတ်သွားတာပေါ့။ပတ်စံရှိတဲ့ငါဘာမှမဆိုလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ကျော်ဒါဒီအားလုံးကကျေတနာမှာပြုဖို့ဒီတောင်ပိုင်းမှာတွေ့ရှိခဲ့ပါတယ်ဆိုတဲ့အချက်တွေဖြစ်တယ် ဆိုတော့ဂျေတနာမဟာပရဘုကဒီတောင်ပိုင်းကိုခီးသွားခဲ့တယ်ဆိုတော့အရင်တုန်းကခစ်လိုမျိုးကျွန်တော်တို့ဒီလိုခစ်လိုမျိုးတော့ကားတွေပိုင်းတွေသွားခဲ့ရတာမဟုတ်ဘူးသူကချင်းချင်းသွားခဲ့တယ်တနည်းအားဖြင့်ပြောရင်သူ့ရဲ့ခြေတော်ရာကိုတောင်ပိုင်းကတချို့ဘုရားကျောင်းတွေမှာကျွန်တော်တို့ခြေတော်ရာလိုက်ကိုကျွန်တော်ပူဇော်ထားပြီးတော့လုပ်ထားတာရှိတယ်။ဟောဒီအဲ့ဒီမှာလည်းဒီဘုဒ္ဓတွေအများကြီးကိုတွေ့ခဲ့တာရှိတယ်။ကျွန်တော်အသေးစိတ်တွေကိုတော့ကျွန်တော်ဒီဂျန်တနက်ဂျန်တာမှာကြံပြီးခဲ့လို့အချိန်မီတယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်။ တော့ကျွန်တော်ဒီနေ့ကလည်းကျွန်တော်တင်ထားတယ်ကျေတနာမှာပြဘူးရဲ့ဇက်တော်အစအဆုံးမော်ဒီကျေတနာကျေတာမင်းကျန်းကိုကျွန်တော်တို့အစအဆုံးကျွန်တော်အတူကျုပ်အနေနဲ့ပြောခဲ့တာ22ရက်လာမသိဘူးကျွန်တော်ပြောခဲ့တာရှိတယ်အလားလေးတွေကိုလည်းတစ်ချက်ပြန်နားတောင်းလို့ရရင်နားတောင်းကြည့်ပါကျွန်တော်ဒါတွေအားလုံးကျွန်တော်တို့ဘာဖြစ်လို့တည်ရမှာလဲပေါ့တချို့ကဘာလဲပြီးတော့အလုပ်မရှိဘူးလားဒါတွေဘာလို့တည်ဒါတွေဘာတွေဝါရီလုံးထားလဲပေါ့ကျွန်တော်တို့ဒီလောကမှာနေတဲ့အခါမှာကျွန်တော်တို့ရဲ့တကူးဒီသောအားကိုးရာကဘာလဲဆိုရင်ပြဿနာမတက်အောင်နေဖို့ ပြဿနာမတက်အောင်နေဖို့ဆိုတာနံပါတ်1ကကို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 နဲ့ကိုကိုနဲ့ကိုနဲ့ပြဿနာမတက်ရအောင်နံပါတ်1နံပါတ်2ကိုနဲ့တခြားသူတွေနဲ့ပြဿနာမတက်ရအောင်နံပါတ်3ကိုနဲ့ဒီလောကကြီးနဲ့ပြဿနာမတက်ရအောင်ဆိုတော့နံပါတ်1ကကိုနဲ့ကိုကိုကိုပြဿနာမတက်အောင်ကျွန်တော်နံပါတ်2ကျွန်တော်ကိုကျွန်တော်နားလဲရအောင်အဲ့ဒါလည်းမဖြစ်နိုင်တကယ်တမ်းကကျွန်တော်ကိုကျွန်တော်နားလဲတယ်ဆိုတဲ့ကိစ္စဒီဗဇက်ကပြောလို့ရတယ်ဒါပေမဲ့မဖြစ်နိုင်ကျွန်တော်ကနောက်တဲ့တူတယောက်ကိုနားလဲဖို့ဆိုကြတာပူဆိုးတယ်ကျွန်တော်ကကျွန်တော်ကိုကျွန်တော်တော့နားမလဲဘူးသူများကိုနားလဲဖို့ဆိုတာပူဆိုးတယ်မဖြစ်နိုင်ဘူး အဲ့တော့ဒီလောကကြီးတစ်ခုလုံးကိုနားလဲဖို့ဆိုတော့ပို့ပြီးတော့စိုးစားပြီးမဖြစ်နိုင်တော့ဘူး။ကျွန်တော်ကိုကျွန်တော်နားမလဲဘူး။ကျွန်တော်ကိုကျွန်တော်နားမလဲလို့ကျွန်တော်ဘေးရလူကိုနားမလဲ။ဘေးရလူကိုနားမလဲလောကကြီးကိုနားမလဲ။ဒါဆိုရင်ဒီနားမလဲအောင်လုပ်နေတဲ့ဥစ္စာတွေအားလုံးရဲ့တရားခံကဘာလုပ်လဲ။ကျွန်တော်ကိုကျွန်တော်နားမလဲဘူးဖြစ်နေတယ်။အဲ့ဒါတရားခံဘာလုပ်လဲဆိုတော့ကျွန်တော်မှာစိတ်ဆိုတာရှိတယ်။ဒီစိတ်ဟာကျွန်တော်ကိုအမျိုးမျိုးဒုက္ခပေးတယ်။ဒီစိတ်ကြောင့်ကျွန်တော်ဟာကျွန်တော်ကိုကျွန်တော်နားမလဲနိုင်ဘူး။ကျွန်တော်ဘေးရလူကိုလည်းနားမလဲနိုင်ဘူး။ကျွန်တော်လောကကြီးကိုလည်းနားမလဲနိုင်ဘူး။ဆိုတော့ကျမ်းစာတွေကဘာပြောလဲဆိုတော့ဒီစိတ်ကိုထိန်းချုပ်လို့ရတဲ့နီးဟာ တနည်းပဲရှိတယ်။ဘာလို့ဆိုဘုရားရှင်အကြောင်းနားထောင်နေတယ်။နော်ဘုရားရှင်အကြောင်းကိုခဏ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 နားထောင်လာတဲ့သူကသူ့ရဲ့ခေါင်းထဲမှာရှိတယ်။သူ့ရဲ့အဲ့တော့နားထောင်တဲ့အခါမှာလူတစ်ယောက်ကသူ့ဟာတော့တစ်ယောက်ကစကားပြောတယ်ဆိုကျွန်တော်နားထောင်တဲ့အခါမှာကျွန်တော်အကြောင်းခေါင်းထဲခေါင်းထဲမှာစဉ်းစားတော့ဘူး။စဉ်းစားတဲ့အခါကျတော့ဒီစိတ်ကဘာလို့ ਆ လဲ။အဲ့ဒီမှာပါသွားတယ်။ဆိုစိတ်ကဘုရားရှင်နဲ့ဘုရားရှင်ရဲ့ဇက်တော်ကိုနားထောင်တဲ့အခါမှာဘုရားရှင်ရဲ့ဇက်တော်ထဲမှာပါသွားပြီးတော့အဲ့မှာပါ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 သွားပြီးတော့ဆိုဘုရားရှင်ရဲ့တကူတော်နဲ့အဲ့ဒီစိတ်ကဘာဖြစ်လဲ။ညင်တက်လား။ ကိုကိုကိုနားလေခြင်းတဲ့သူကပထမဆုံးပါလို့ဆိုဘုရားရှင်ဇတ်တော်တွေကိုအရင်နားထောင်ကြတယ်ခရစ်စတန်ရဲ့ဇတ်တော်တွေကျွန်တော်တဏ္ဍာမဘုရားရဲ့ဇတ်တော်တွေကိုနားထောင်ကြအဲဒီဇတ်တော်တွေကိုနားထောင်လိုက်တဲ့အခါကျွန်တော်ကစိတ်ကကိုကိုငြိမ်လာပြီးတော့ကိုကိုနားလေကိုကိုနားလေပြီးတော့ကိုယ့်ရဲ့ဘေးရလူကိုနားလေကိုယ့်ရဲ့ဘေးရလူကိုနားလေပြီးတော့မှကောက်ကိုက်ကိုနားလေဆိုတော့ယေရှုပြုပြီးတော့ကျွန်တော်တဏ္ဍာမဘုရားဘုရားရှင်ကျွန်တော်တဏ္ဍာမဘုရားရဲ့မေတ္တာကိုရောက်အောင်ယူဖို့ကျွန်တော်ကြိုးစားရအောင်အခုတိတ်မကြံတော့ဘူးဒီနေ့ကျွန်တော်ပြောနေတာဆိုရင်22ရက်ရှိပြီ နောက်ထပ်28ရက်ပဲကြံတယ်မတ်လ25ရက်နေ့မှာကျေတနာမှာဘရိုပွင့်တော်မူတော်နေဖြစ်တယ်ဆိုတော့တတ်နိုင်သလောက်ဗတိကိုပို့စိတ်ပါတတ်နိုင်သလောက်ဘုရားရှင်ကျေတနာမှာဘရိုကြောင့်နားထောင်ပါဘုရားရှင်ကျေတနာမှာဘရိုကြောင့်စဉ်းစားပါကရစ္စနာကြောင့်ကိုနားထောင်ပါဘဂဝတိတာကိုဖတ်ပါရှင်မဘာကိုတမှုကိုဖတ်ပါနော်တတ်နိုင်သလောက်ကိုယ့်ရဲ့စိတ်ကိုဘုရားရှင်ရဲ့အကြောင်းအရာတွေကိုနားထောင်ခြင်းမှာ engage လုပ်ကြည့်နော်အဲ့လိုလုပ်ကြည့်ကြရဖြစ်ဘုရားရှင်ရဲ့ဟောဂௌရပူရိမဂௌရဂௌရဆိုတာဒီ ရရှင်ကျေတနာမဟာပရမုပြောတာနော်ဂௌရပုနေမှာပုနေမှာဆိုတာလာပြင်းနေဆိုတော့ဘုရားရှင်ကျေတနာမဟာပရမုပြွင့်တော်မူသောဒီလာပြင်းနေဖြစ်တယ်ဟိုဒီလာပြင်းနေကိုသူကိုဆောင်းမြောကြည့်ရှင်ဝင်ကျေတနာမဟာပရမုရဲ့မေတ္တာကိုညှော်လင်းဆောင်စားရအောင်နော်အလုံးကျေးဇူးတင်ပါတယ်ဟရိကရှနာဆိုတော့ဂျေဂတ်ဂုရုရှလာပရမုပါတ်ကီဂျိုင်အန္တကိုရိဝိရှနုန်ဒကီ जय जय श्री श्री गोनताय भगवान की जय कृष्णदास कविराज गोस्वामी महाराज की जय गौर प्रमाण